မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ ရန်ကုန်မြို့အနီးဖြာပုံမြို့နယ်66ကီလိုမီတာအကွာပင်လယ်ပြင်ကိုဗဟိုပြစ်ပြီးတော့ပြင်အား9အဆင့်ရှိတဲ့ငလင်ဟာမနေ့ညကလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ2ရက်နေ့ည10:59မိနစ်အချိန်မှာဖြာပုံမြို့တောင်ဘက်66ကီလိုမီတာအကွာပင်လယ်ပြင်ကိုဗဟိုပြစ်ပြီးတော့ပြင်အား9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်။ရန်ကုန်မြို့ကအများစုကတော့ငလင်လှုပ်ခတ်သွားတာကိုမသိရှိလိုက်ကြပဲတချို့သောမြို့ကများကတော့ငလင်ခက်ပြေးပြေးတစ်ချက်လှုပ်ခတ်သွားတာကိုသိလိုက်ရတယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားကြကြောင်းပြင်ရရှိပါ ါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကမက်လ28ရက်နေ့ငလျင်လှုပ်ခတ်အပြီးမှာနိုင်ငံတော်မှလေကြောင်းတိုက်ခတ်မှုများကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရက်20ကာလကိုယာယီအပြည့်ရတဲ့ကာလအဖြစ်သတ်မှတ်လိုက်တယ်လို့ ဧပြီလ၂ရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်တန်းတဲ့နဲ့ပြည်သူလူထုများကိုစာနာထောက်ထားပြီးတော့ကုညီကဲဆဲရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီးတော့အခုလိုမျိုးအပြစ်ခတ်ရက်စဲခြင်းဖြစ်ကြောင်းစစ်ကောင်စီကပြောဆိုလိုက်ပါတယ်။အပြစ်ခတ်ရက်စဲတဲ့ကာလအတွင်းမှာ တိုင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့အများပြည်သူတွာလာအုံပြုလျက်ရှိတဲ့စစ်တွေရေးလမ်းကြောင်းများအားနှောက်ယှက်တိုက်ခိုက်ခြင်းထိခိုက်ပျက်စီးစေခြင်းများကိုပြုလုပ်ပါကတုံ့ပြန်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်အဲ့ဒီထုတ်ပြန်ချက်မှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစဉ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်း တတ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမယ်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းမယ်မြေချက်ထွင်ခြင်းများကိုပြုလုပ်ပါကတံပြန်ပြီးတော့တုံ့ပြန်သွားမယ်လို့ဆက်လက်ဖော်ပြထားပါတယ်မက်လ29ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကခုခံကာကွယ်စစ်ကလွဲပြီးတော့ထိုးစစ်များအလုံးကိုမက်လ30ရက်နေ့ကနေအေပီလ12ရက်နေ့အထိရပ်ဆိုင်းကြောင်းကြေညာထားပါတယ် မဟာမိတ်၃ဘက်ကလည်းစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်မှာမဟုတ်ပဲအေဘီလာတရက်နေကနေ30ရက်နေအထိတလတာတစ်ဖက်တအပြစ်ရက်စဲကြောင်းအေဘီလာတရက်နေမှာထုတ်ပြန်ကြေညာထားပါတယ်စစ်ကောင်စီရဲ့အေဘီလာ၂ရက်နေထုတ်ပြန်ချက်အရငလျင်ကြောင့်တိတ်ဆုံးသူ2900နီးပါးရှိလာပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကငလျင်ဘေးကယ်ဆယ်ရေးအတွက်ရက်နှစ်ကြာအပြည့်ရမယ်လို့မနေ့ကညပိုင်းကကြေညာခဲ့တော့လေဒီနေ့မနက်ပိုင်းမှာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာလက်နက်ကြီးများပစ်ခတ်နေပြီးတော့စစ်ရေးလှုပ်ရှားလာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းဘတ်စစ်ကောင်စီကအေပီလ2ရက်နေ့ကနေ22ရက်နေ့အထိရက်နှစ်ကြာကာလကိုယာယီအပြည့်ရတဲ့ကာလအဖြစ်နဲ့တတ်မှတ်ကြောင်းကြေညာထားပါတယ်ငလျင်ဒဏ်သိမ်းတဲ့ပြည်သူလူထုကိုစာနာထောက်ထားပြီးတော့ကုညီကယ်ဆယ်ရေးနဲ့ ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးတော့အခုလိုမျိုးအပြစ်ခတ်ရပ်ဆဲခြင်းဖြစ်ကြောင်းကိုမနေ့ကညပိုင်းကကြေညာခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကနေ့မနေ့ပိုင်းမှာတော့ဝိုင်းမော်မြို့နယ်ခလရ58တပ်ရင်းကလက်နက်ကြီးများမယံမနာပြစ်ခတ်နေတဲ့အပြင်စစ်ရေးလှုပ်ရှားမှုများပေါ်ပါလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ဒါကြောင့် KIA တပ်များနဲ့ ဟိဘွေတိုက်ပွဲများဖြစ်ပွားနေကြောင်း KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။အခုဝိုင်းမော်မှာပွဲကျန်းနေပါတယ်။စစ်ခွေးတွေစီရေးလှုပ်ရှားလာလို့ဖြစ်ပါတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။အလားတူပဲဒီကနေ့မနက်9:58မိနစ်အချိန်ကနေမနက်6:00နာရီခွဲအချိန်အထိမိထီလာရှန်တဲ့လေတက်က112လေရင်နဲ့သခိုင်းတိုင်းအင်းတော်မျိုးကိုဘုံ30လုံးကျဲချခဲ့ကြောင်းလေးချောင်းကင်းထောက်အဖွဲဖြစ်တဲ့ NAS NAS လေးချောင်းရန်ကင်းထောက်အဖွဲကသတင်းထုတ်ပြန်ထားပါတယ်။အချက်ဘက်စစ်ကောင်စီရဲ့ယာကြီးအပြစ်ရဲ့ဂျင်ညာချက်အပေါ်တုံ့ပြန်တဲ့အနေနဲ့ ဲ့ KIO ကရက်နှစ်ဆယ်ကြာအဖြစ်ခန့်ရပ်ဆိုင်းထားမယ်လို့မနေ့ကညပိုင်းကထုတ်ပြန်ကြေညာခဲ့တော်လဲစစ်တပ်အနေနဲ့၎င်းရဲ့ကြေညာချက်အတိုင်းလိုက်နာရန်သတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကစူပေါင်းရှင်ပြူဝဲကိုတော်ဝဲရှင်ဝဲများနဲ့ပြုတ်လုပြီးတော့လိုက်လေခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ2ရက်နေ့မှာရန်ကုန်တိုင်းစစ်ကောင်စီကဥစည်းတဲ့စူပေါင်းရှင်ပြူဝဲနဲ့လှည့်လေဘွဲကိုမြို့နယ်ထွေအုံများကတက်ရောက်ခဲ့ရပြီးတော့ရွှေတကုံစီတီတော်မှာလှည့်လေဘွဲများကိုလုံခြုံရေးတွေတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ငလျင်မဖြစ်ခင်ကတည်းကရှင်ပြူဝဲကစီစဉ်ထားလို့လှုပ်လိုက်ရတာပါ။ တိုင်းအစိုးရအဖွဲ့ယုံနဲ့ရေးမြေမှာလူစုပြီးတော့ရွှေတကုံစည်ဒီမှာလဲလဲခဲ့ပါတယ်မြို့နယ်ထွေးဥတွေကတော့မဖြစ်မနေတက်ခဲ့ရတယ်လို့ရှင်ပြူဝဲကိုတက်ခဲ့ရတယ်မြို့နယ်ထွေးဥအဖွဲ့ဝင်တအုပ်ကပြန်လဲပြောပြထားပါတယ်အဲ့ဒီရှင်ပြူဝဲကိုရန်ကုန်တိုင်းစစ်ကောင်စီကမနေ့ကမနက်ပိုင်းမှာကျင်းပလှုပ်ဆောင်ခဲ့ရမှာရွှေတကုံဖရအရှိတ်မဟုတ်မြောက်ဘက်မဟုတ်နောက်ဘက်မဟုတ်များကိုလမ်းပိတ်ခဲ့ပြီးတော့လိန်လန်းအပါဝင်ရွှေတကုံဖရပတ်ပတ်လဲမှာလဲလမ်းများအလုံးကိုပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ငလျင်ဒဏ်တင့်နေတဲ့အချိန်ရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြူဝဲနဲ့ပတ်သက်ပြီးတော့အဝေးပန်းခံရမှာကိုစိုးရိမ်တဲ့အတွက် သတင်းထုတ်ပြန်ခြင်းကိုမပြုတ်လုခဲ့ဘူးလို့သိရပါဗျ။မက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တယ်။ပြင်အား9တက်တမ9အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသမှာပြည်သူ3000ကျော်တိတ်ဆုံးခဲ့ပြီးတော့နေအိမ်များစွာပြိုကျပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာဒီကနေ့မနက်ပိုင်းမှာလေတပ်ကလေရင်မှုဒုဗုံမှုကြီးမင်းမင်းဆိုးမောင်းနေတဲ့စစ်တပ်အထုလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်ကဒီကနေ့ဧပြီလ3ရက်နေ့မနက်ပိုင်းမှာစစ်တပ်အထုလေရင်နဲ့ ်ဗေဒီတော်ကဘန်ကောက်မြို့ကိုထွက်ခွာသွားပြီဖြစ်ပြီးတော့ဘန်ကောက်မှာဘင်းစတက်အစည်းအဝေးကိုလာရောက်မှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ပေတုံတမ်ရှင်နဝတ်ထရာကတဘာပတိအဖြစ်နဲ့တာဝန်ယူခြင်းပါမှာဖြစ်ပြီးတော့မင်းအွန်လိုင်းကိုဖိတ်ကြားခဲ့ခြင်းဖြစ်ကဘင်းစတက်အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့အိန္ဒိယသီရိလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါပါဝင်တက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်မင်းအွန်လိုင်းလိုက်ပါမယ်စစ်တပ်အထူးလေရင်ကိုဒူးပုံမှုကြီးမင်းမဲဆိုကလေရင်မှုအဖြစ်၎င်း ဘုံမူနေထုံးကအခုလေရမူဘိုးကြီးမင်းမင်းထိုက်ကအခုလေရမူဘိုးကြီးအောင်ကျော်မြင့်ကလေးချောင်းအင်ဂျင်နီယာအဖြစ်၎င်းဘိုးကြီးဒေါ်ချိုတထားကလေးချောင်းလမ်းညွန်အရာရှိအဖြစ်နဲ့၎င်းလိုက်ပါကြမှာဖြစ်တယ်လို့သိရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ်ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအချက်ပတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကိုတက်ရောက်ခွင့်မပြုရန်တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်အချက်ပတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းဟာ မြန်မာနိုင်ငံအတွင်းမှာငလျင်ဘေးကြုံတွေ့နေရတော့လဲဘန်ကောက်မှာကျင်းပတဲ့ဘင်းစက်ထိပ်သီးအစည်းအဝေးကိုလက်လွတ်မခံဘဲနဲ့တွားရောက်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်ရွှေတောင်မြို့နယ်နဲ့တောင်တွင်းကြီးမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်များကိုဖမ်းဆီးဆင်ခေါ်မှုများကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်ရှိရပ်ကွက်မှာအုပ်ချုပ်ရေးမှူးလှသိန်းကစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်စစ်မှုထမ်းရမယ်ဆိုပြီးတော့လူငယ်များကိုဆင့်ခေါ်လာတယ်လို့သိရပါတယ်။အခုလိုမျိုးဆင့်ခေါ်လာတဲ့အတွက်လူငယ်များနဲ့အုပ်ထိန်းသူမိဘများဟာငိုရိုစိတ်ဆင်းရဲနေကြတယ်လို့ပြောပါတယ်။အုပ်ကြီးလှသိန်းက ရှစ်ရက်ကအတွင်းကလူငယ်တွေကိုစစ်မှုထမ်းဖို့စာနဲ့ဆင့်ခေါ်နေပါတယ်မဲပေါက်ထားတဲ့သူတွေကမဲမပေါက်တဲ့သူတွေကအကုန်လုံးကိုဆင့်ခေါ်နေတာလူငယ်တွေရောမိဘတွေရောအကုန်လုံးစိတ်ဆင်းရဲနေရပါတယ်ဆင့်ခေါ်စာတွေကိုလည်းအုတ်ကြီးနဲ့စစ်ခွေးတွေကလိုက်ပြီးတော့ပို့နေကြတယ်လို့ဒေသနေပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အလားတူပဲပဲခိုးတန်ရွှေတောင်မြို့နယ်ရှားတိုင်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးလှဟန်ကစစ်တပ်ကိုခေါ်ပြီးတော့ကျေးရွာအတွင်းကလူငယ်၂ဦးကိုအခုလအတွင်းမှာဖွင့်လိုက်မယ်စစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်တပ်ကကျေးရွာအတွင်းကိုဝင်ရောက်ပြီးတော့လူငယ်များကိုဖမ်းဆီးရမှာထွက်ပြေးမှုများရှိနေတဲ့အတွက်တနက်၆လပြစ်ခတ်မှုများကိုလုံဆောင်ခဲ့တယ်လို့သိရပြီးတော့ဖမ်းဆီးထားတဲ့လူငယ်၂ဦးကိုခလာရ၁၄အတွင်းကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။မက်စလာ၃၁ရက်နေ့ညနေ9:00နာရီမှာကျေးရွာလူကြီးလှဟန်နဲ့စစ်တပ်က ရှာတိုင်းကြီးပါတဲ့ကိုဝင်ပြီးတော့လူငယ်တွေကိုဝင်ဖမ်းသွားပါတယ်။ရွာတွေကိုဝင်လာပြီးတော့ပေါ်တာဆွဲတာမှာလူငယ်နှစ်ဦးပါသွားပါတယ်။ထွက်ပြေးတဲ့သူတွေရှိတော့စစ်တပ်ကတနက်နဲ့6လံပြီးတော့ပြစ်ခတ်တယ်။ဖြစ်စဉ်ကတော့အုပ်ကြီးကစစ်တပ်ကိုပေးနေရတဲ့စစ်မှုထမ်းခြင်းအရင်လကသူက15သိန်းစိုက်ထားရတော့အခုစစ်မှုထမ်းခြင်းကိုရပ်ရတွေကနေ15သိန်းပို့ထွက်အောင်လို့ကောက်ပေးဖို့ပြောရကနေ အဆင်မပြေဖြစ်ပြီးတော့စစ်တပ်ကိုခေါ်ပြီးတော့ပေါ်တာဆွဲခိုင်းတာလို့ရှားတိုင်းကျေးရွာကလူငယ်တအုပ်ကရှင်းပြထားပါတယ်။ယခုကရှားတိုင်းကျေးရွာကလူငယ်များအလုံးဟာအုပ်ချုပ်ရေးမှုလှဟန်တဲ့စစ်တပ်ကိုကြောက်လန့်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အလားတူပဲမခွေးတိုင်းတောင်တွင်းကြီးမြို့နယ်အုံနယ်တန်းကျေးရွာမှာလည်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးကလူငယ်များကိုစစ်မှုထမ်းအပတ်စဉ်စက်နေအတွက်ဆင့်ခေါ်နေပြီးတော့စစ်မှုမထမ်းခြင်းရင်လအစဉ်ပုံမှန်ကြေးပေးရမယ်ဆိုပြီးတော့ချင်းချောက်တောင်းခံနေတယ်လို့သိရပါတယ်။အရင်ကစစ်မှုထမ်းကြီးကတအိမ်တောင်ကို6000နှုန်းနဲ့ကောက်ခံနေတာ အခုကတော့တအိမ်တော်ကိုတသိန်းလုံးဆိုပြီးတော့ထတ်တိုးပြီးတော့ကောက်ခံနေတယ်ကြေးပါကလည်းသူအညိုးထားမှာကိုစိုးရင်တော့ဘသူကမှမပြောရကြဘူးအုပ်ချုပ်ရေးမှုကအရင်ကကြန့်ခိုင်ရေးပါတီကအဖွဲ့ဝင် အခုတော့ရွာလူကြီးတက်လုံနေတာသူနဲ့မတည့်တဲ့မိသားစုဝင်တွေကလူငယ်တွေကိုလည်းစစ်တပ်ထဲကိုအတင်းထည့်နေတာလို့ဒေသနေပြည်သူတို့ကရှင်းလင်းပြောပြထားပါတယ် အချမ်းပါစစ်ကောင်စီက2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်တစ်ကို ဖွင့်လှစ်ခဲ့ရာအခု2025ခုနှစ်ဧပြီလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်စနစ်အထိကိုဇက်တိုက်လစဉ်ဖွင့်လှစ်လာခြင်းဖြစ်ကြောင်းသိရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့မြင်းငန်လင်းသတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ အချက်ပဲစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ